အားလုံးပဲမင်္ဂလာပါဗျာ Respot ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ်တူဂီဘက်မှာဒီနေ့အတွက်ဟောဖြစ်နေတာကတော့ဂျိုဆေးမော်ရီညိုနဲ့ဘင်ဖီကာအသင်းတို့ဆွေးနွေးမှုပြုလုပ်နေတဲ့တင်ပြဖြစ်ပါတယ်လစ်ဘွန်ခြေဆိုင်တင်ကြီးကတော့ဒီနေ့မနက်ပိုင်းမှာပဲသူတို့ရဲ့နီးပြချုပ်ဘရူနိုလက်ကိုထုတ်ပေးခဲ့ပြီးနီးပြအသင်းဖြစ်ကမ်းလှမ်းရန်မော်ရီညိုကိုဆက်သွယ်ခဲ့တာပါ ဒီကနေ့မနက်အစောပိုင်းတိုင်းချန်ပီယံလိပွဲစဉ်အဖြစ်ဘင်ဖီကာအသင်းကသူတို့ရဲ့အိမ်ခွေမှာအစားပိုင်းချက်ကလပ်ကော်ရာဘက်အသင်းနဲ့ရင်ဆိုင်ခဲ့ပြီးပထမပိုင်းတွင်နှစ်ဂိုးပြည့်ဥဆောင်ထားနိုင်ခဲ့တော့လေဒုတိယပိုင်းတွင်အားအသင်းဝင်ပြန်လဲအရေးနိုင်ခဲ့ပြီးသုံးဂိုးနှစ်ဂိုးပြန်ရှုံးနေခဲ့ပါတယ်တကယ်တော့ဘင်ဖီကာအသင်းနီးပြအပြောင်းလဲအတွက်တည်င်းတွေထွက်နေခဲ့တာတော့အနည်းငယ်ကြာခဲ့ပါပြီ ါပေမဲ့အခုလိုအိမ်ခွေးမှာရှုံးနေကြရခြင်းကအသင်းအုပ်ချုပ်ရေးအဖွဲ့များနဲ့ပြည်သက်တွေအတွက်အကြီးအကျယ်စိတ်ပျက်စရာဖြစ်စေခဲ့ပြီး Lush အတွက်ယာရုမှထုတ်ပယ်ခံခဲ့ရတဲ့အထိဖြစ်စေခဲ့ပါတယ်။ Benfica လိုအသင်းမျိုးတွေဥရောပပြိုင်ပွဲများတွင်အောင်မြင်မှုရနိုင်ရေးကအလွန်အရေးပါသောကြောင့်ဒီရှုံးနေမှုရဲ့တက်ရောက်မှုကအကြီးမားလာပါတယ်။အသက်62နှစ်အရွယ်မော်ရီညိုကတော့ပြီးခဲ့တဲ့ဩဂုတ်လမှာစ၍အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ မော်ရီညိုတော့တူရီကီကလပ်ဖီနာဗာချီကချန်ပီယံလိပြိုင်ပွဲမှာထွက်ခွာခဲ့ရပြီးနောက်ယာရူးမှာထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါစပက်ရှယ်ဝမ်းလို့လူသိများတဲ့မော်ရီညိုဟာသူ့ရဲ့နီးပြပွားကို2009နှစ်မှာပဲဘင်ဖီကာ၌စတင်ခဲ့ပါတယ်။ဘင်ဖီကာသင်းကိုဆက်တပွဲသာကင်တွယ်ခဲ့ရတော့လေသူ့ရဲ့နီးပြပွားအတွက်အခြေခံအုံမြင့်ချခဲ့ရာမွေးရမြေတို့ပြန်လာခြင်းကစိတ်လုံရှားဝယ်ရာအစမျက်နှာတစ်တစ်ခုဖြစ်လာလိမ့်မယ်လို့ဘောလုံးကျွမ်းကျင်သူများကသုံးသပ်နေကြပါတယ်။ပေါ်တို Chelsea, Inter Milan နဲ့ Real Madrid ကဲ့သို့သောကလပ်များတွင်ကြီးမားသောအောင်မြင်မှုများရယူနိုင်ခဲ့တဲ့ Mourinho ရဲ့အတွေ့အကြုံနဲ့စွမ်းရည်တွေက Benfica အတွက်အလွန်အကျိုးပြုနိုင်မယ်လို့မျှော်လင့်ရပါတယ်။တကယ်လို့ Mourinho သာ Benfica နီးပြရာထူးကိုလက်ခံခဲ့ပါကလက်တလောအတွင်းစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါကတော့စက်တင်ဘာလ30ရက်နေ့တွင်ရှင်ပြိုင်ကစားရမယ့်အသင်းအောင် Chelsea နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ်ချက်စီးတင်းနဲ့အောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့မော်ဒယ်တို့အတွက်ဒီပွဲကရိုးရှင်းသောပြန်လည်စုံစည်းခြင်းထက်ပုံမှန်နဲ့ဆိုင်တဲ့အတိတ်ပဲများရှိနေမှာဖြစ်ပြီးဘောလုံးပရိသတ်တွေအတွက်လည်းအလွန်ကြီးကောင်းအောင်ပဲပွဲစဉ်တစ်ခုဖြစ်လာမှာသိကြပါရယ်မော်ရင်ဟိုရဲ့နာမည်ကဘင်ဖီကာဒီပြရာထူးအတွက်အကြီးကျယ်ရေးပန်းစားနေတော့လေအခြားသောနာမည်တွေလည်းထွက်ပေါ်လျက်ရှိပါတယ်။အဲ့အထဲမှာတော့ဆိုးရတဲ့ရလက်တွေကြောင့်လက်တလုံးအပြင်းထန်ဝေဖန်မှုတွေခံနေရတဲ့မန်ချက်စတာယူနိုက်တက်ဒီပြချုပ်ရူဘင်အမော်ရင်လည်းပါဝင်နေပါတယ်။ အမိုရင်ကတော့ပေါ်တူဂီကလပ်စပိုတင်စီဘီအတွက်အောင်မြင်မှုများရယူပေးထားပြီးဘင်ဖီကာပရိသတ်များနဲ့ရင်းနှီးကျွမ်းဝင်သောကစားသမားအောင်တဦးလည်းဖြစ်ပါတယ်။ဒါပေမဲ့မော်ရီညိုရဲ့အတွေ့အကြုံနဲ့ဥရောပဖလားဆွမ်းဆောင်နိုင်မှုတွေကဘင်ဖီကာအသင်းအုပ်ချုပ်ရေးပိုင်းကိုပုံမှန်ဆွေးဆောင်လျက်ရှိနေပါတယ်။ ဒီကုန်းချုပ်အနေနဲ့ကတော့ဘင်ဖီကာနီးပြရာထူးဟာဘောလုံးလောကရဲ့အအောင်ဆိုင်မှုကိုခံရရပြီးမော်ရီညို၏ပြန်လာနိုင်ခြင်းကကလပ်အတွက်အမှန်တင်နဲ့စိတ်လှုပ်ရှားဖွယ်ရာအနာဂတ်ကိုပေးဆွနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ဖြစ်နိုင်ခြေအလွန်နည်းနေပေမဲ့ယူနိုက်တက်မှာအနာဂတ်မကြီးမရာဖြစ်နေတဲ့အမော်ရင်အတွက်လည်းဘင်ဖီကာအသင်းဟာရွေးချယ်စရာဖြစ်လာနိုင်တဲ့အနေအထားရှိနေပါတယ်။ညီကိုတို့ရောဘလို့ထင်ကြလဲဝင်းအောင်ဆွေးနွေးပေးခဲ့ကြပါဦးဗျာ။ချီးကျူးအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ဗျာ။